လာဒီမာပူတင်ဟာယူနန်နေပြီလို့ဝေဖန်ပြောဆိုခဲ့တဲ့ဒေါ်နယ်ထရန့်ဟာစိတ်ခံစားမှုလွန်ကဲနေတယ်လို့ရုရှားအစိုးရကတုံ့ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုန်ကရုရှားဟာစစ်ပွဲကာလတစ်လျှောက်အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုအဖြစ်ယူကရိန်းနိုင်ငံအနှံ့ကိုဒရုန်းတွေဒုံးကျည်တွေအောင်လိုက်ကျင်းလိုက်ပစ်ခတ်ခဲ့ပါတယ်။ဒရုန်းနဲ့ဒုံးကျည်စုစုပေါင်း368စီးကိုစုပြုံပြုတ်လွတ်ခဲ့တဲ့ရုရှားရဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်းမှာလူဆက်သုံးဦးသေဆုံးခဲ့ပါတယ်။တမရထရန့်ရဲ့အမေရိကန်အစိုးရက ရုရှားနဲ့ယူကရိန်းကြားစစ်ပွဲကိုရက်ဆိုင်ဖို့နှစ်ဖက်စလုံးကိုဖိအားပေးနေတဲ့အချိန်မှာပဲရုရှားကအခုလိုရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတွေကိုလှောက်ဆောင်လာခဲ့တာဖြစ်ပါတယ်။သူဟာရုရှားသမ္မတပူတင်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးအမြဲတမ်းထားရှိနိုင်ခဲ့ကြောင်းဒါပေမဲ့အခုတော့ပူတင်မှာတခုခုဖြစ်နေတယ်လို့သူထင်လာကြောင်းပူတင်ဟာလုံးဝအုပ်တုံယူသွားကြောင်းမလိုအပ်ပဲလူတွေအများကြီးကိုပူတင်ကတပ်ဖြတ်ခဲ့ပြီးအဲ့ဒါဟာစစ်သားတွေတွေမကကြောင်းပူတင်ဟာအကြောင်းပြချက်မမေ့ရရမရှိပဲယူကရိန်းရဲ့မျိုးတွေကို ဒရုန်းတွေဒုံးကြီးတွေနဲ့ပြက်ခတ်နေခဲ့ကြောင်းမေလ26ရက်နေ့မှာတော့ထရန့်ကသူထူထောင်ထားတဲ့လူမှုကွန်ရက်မီဒီယာ truth မှာရေးသားထားခဲ့ပါတယ်။အဲ့ဒီမတိုင်ခင်မှာလည်းထရန့်ကပူတင်လုပ်နေတဲ့ကိစ္စအတွက်အတူမပြောကြောင်းပူတင်ဟာလူတွေအများကြီးကိုတတ်ဖြတ်နေပြီးပူတင်ကဘာတွေဖြစ်နေမှန်းသူမသိတော့ကြောင်းသတင်းထောက်တွေကိုပြောပြခဲ့ပါတယ်။ရုရှားသမ္မတရုံဆိုင်ရာခရမလင်နန်းတော်ရဲ့ပြောရေးဆိုခွင့်ရအရာရှိဒီမီထရီပတ်စကော့ကတော့ထရန့်ပြောဆိုခဲ့တဲ့စကားတွေဟာ ဆက်ဆက်ပါဝင်သူတွေအားလုံးရဲ့စိတ်ကံစားချက်လွန်ကဲနေမှုကနေထွက်ပေါ်လာတာမျိုးဖြစ်တယ်လို့တုတ်ပြန်ပြောဆိုခဲ့ပါတယ်။ရုရှားအနေနဲ့ကတော့ယူကရိန်းနဲ့ဆက်ဆက်ဆွေးနွေးမှုတွေအထောက်အမြောက်စေဖို့သမရထရန့်နဲ့အမေရိကန်ရဲ့အာသွန်ခွန်ဆိုင်ပါဝင်နေမှုကိုအမြဲတမ်းကျေးဇူးတင်နေမှာဖြစ်ကြောင်းတချိန်တည်းမှာပဲအခုလိုမျိုးအရန်ရဲကြီးတဲ့ကာလမျိုးမှာဆက်နွယ်ပတ်သက်သူတိုင်းကစိတ်ကံစားချက်လွန်ကဲနေပြီးခံစားချက်ကိုအလွန်အကျွံဖော်ပြတဲ့တုတ်ပြန်မှုမျိုးတွေကိုဖော်ပြလာတတ်ကြောင်းလဲပတ်စကော့ကဆိုပါတယ်။အစောပိုင်းတုန်းကထရန့်ဟာ ူတင်တယောက်တည်းကိုပဲပြင်မှတ်ထားထုတ်နှက်ခဲ့တာမဟုတ်ပဲယူကရိန်းသမ္မတဘိုလိုဒီမာဇီလန်စကီးကိုလည်းဝေဖန်တိုက်ခိုက်ခဲ့ပါတယ်ဇီလန်စကီးကတော့အမေရိကန်ရဲ့နှုတ်ဆက်နေမှုကြောင့်သာရုရှားကပိုအတင့်ရဲပြီးရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရက်တွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်ခဲ့တာလို့ဝေဖန်ခဲ့ပါတယ်ဒီစကားနဲ့ပတ်သက်ပြီးထရန်ကဇီလန်စကီးပြောဆိုနေတဲ့ပုံစံတွေဟာသူ့နိုင်ငံယူကရိန်းအတွက်ဘာကောင်းကျုံမှဖြစ်စေမှာမဟုတ်ကြောင်းဇီလန်စကီးရဲ့ဗဇက်ကထွက်လာတဲ့များစကားလုံးတွေဟာပြည်ထောင်နာရေးစီဦးတည်နေကြောင်းဒါကိုသူလုံးဝတဘောမကျကြောင်း ဇလန်စကီအနေနဲ့ပါဇက်ပိတ်ထားတာပိုကောင်းကြောင်းထရန့်ကဆိုပါတယ်။ထရန့်ဟာစစ်ရဲဆိုင်ရင်ကိစ္စအတွက်နှစ်ဖက်စလုံးကိုအပြင်းထန်ဖိအားပေးတောင်းဆိုနေပေမဲ့လည်းလက်တွေ့အခြေအနေတွေအရထင်သာမြင်သာတဲ့ဘာတို့တက်မှုလက္ခဏာမျိုးမှမတွေ့ရသေးကြောင်းလေးလာစောင့်ကြည့်သူတွေကမှတ်ချက်ပေးထားကြပါရဲ့ရှင်။